တောင်ကိုရီးယားအမျိုးသားထောက်လှမ်ရေးအေဂျင်စီ NIS ကတောင်ကိုရီးယားလွှတ်တော်ကိုအစီရင်ခံရမှာစတိမာလကရေကအထုတ်လိုက်တွားရောက်နေတဲ့မြောက်ကိုရီးယားကစော့လို့ရေးအဖွဲ့ဝင်9000အပြင်ဗိုင်းရှင်းလင်းရေးလုပ်ငန်းတွေအတွက်အထူးကြွန့်ကျင်တဲ့အင်ဂျင်နီယာတထောင်ကိုလည်းထပ်မံဆီလွတ်ခဲ့တယ်လို့ဆိုပါတယ်။ဒါကြောင့်အခုဆိုရင်ယူကရိန်းရုရှားနယ်စပ်တိုက်မှာအဆောက်တာဝန်ထမ်းဆောင်နေတဲ့စစ်သားတပ်တော်ကပါဝင်ရုရှားနိုင်ငံထဲမှာတာဝန်ထမ်းဆောင်နေတဲ့မြောက်ကိုရီးယားစစ်သားစုစုပေါင်းဟာအယောက်15000အထိရှိသွားပြီဖြစ်တယ်လို့ထောက်လှမ်းရေးအဖွဲ့ကခန့်မှန်းထားပါတယ်။ ဒါပေမဲ့ဒီပူပေါင်းဆောင်ရွက်မှုမှာကြီးမားတဲ့ပေးဆက်မှုတွေလည်းရှိနေပါတယ်။တောင်ကိုရီးယားထောက်လန်းရေးရဲ့ခံမှန်းချက်အရယူကရိန်းစစ်ပွဲအတွင်းမှာအနည်းဆုံးမြောက်ကိုရီးယားစစ်သား600ကျော်သေဆုံးခဲ့ပြီးထောင်ပေါင်းများစွာဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့ရုရှားသမ္မတပူတင်ကတော့အပီလာကကိုရီးယားအထူးတပ်ဖွဲ့ဝင်တွေရဲ့စွမ်းဆောင်ရည်ကိုရုရှားပြည်သူတွေဘယ်တော့မှမေ့မှာမဟုတ်ဘူးလို့ချီးကျူးပြောဆိုခဲ့ပါတယ်။ဒီလိုစစ်သားတွေဆေးလွှတ်ရတဲ့အတွက်မြောက်ကိုရီးယားဘက်ကဗာပြန်ရတယ်လေ။လေလာသူတွေရဲ့အဆိုအရဒါဟာနှစ်ဖက်အကျိုးရှိတဲ့ ဟာဗျူဟာမြောက်ဖလဲမှုတစ်ခုပါပဲမြောက်ကိုရီးယားဟာငွေကြေးအကူအညီအစစ်မြစ်စစ်ဘက်ဤပညာစာနယ်ရေးခါနဲ့စွမ်းအင်တွေကိုရုရှားစီကနေပြန်လဲရရှိနေပါတယ်ဒီနည်းလမ်းဟာသူတို့ရဲ့နျူကလ িয়ার လက်နက်အစီအစဉ်ကြောင်းချမှတ်ခံရတဲ့နိုင်ငံတကာရဲ့ပိတ်ဆို့အရေးမှုတွေကိုရှောင်လွှဲနိုင်တဲ့ထပ်ပေါက်တစ်ခုလည်းဖြစ်နေပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုကတော့ NIS ကပဲသမ္မတဒေါ်နယ်ထရန့်နဲ့ကင်ဂျွန်အန်တို့ကြားထိပ်သီးဆွေးနွေးပွဲတစ်ခုဖြစ်လာနိုင်ခြင်းမြင်မာနေတယ်လို့သုံးသပ်ထားတာပါပဲဒီလိုဆိုမှုဟာလာမယ့်2026ခုနှစ် မလမှာပြုလို့မဲ့အမေရိကန်တောင်ကိုရီးယားပူတွဲစီရေးလက်ကျင့်မှုအပြီးမှာဖြစ်လာနိုင်တယ်လို့ခန့်မှန်းထားပါတယ်။ရပ်ကိုရီးယားဟာတစ်ဖက်မှာရုရှားနဲ့စီရေးမဟာမိတ်အဖြစ်ပုံပုံနှဆိုင်စွာပူးပေါင်းနေသလိုနောက်တစ်ဖက်မှာလည်းအမေရိကန်နဲ့တန်တမန်ရေးရာတကားကိုဟာဖွင့်ထားမှုရပါတယ်။ဒီလိုနှစ်ခွဗျူဟာကကင်ဂျွန်အန်အတွက်နိုင်ငံတကာစက်ကုပ်ပေါ်မှာသူ့ရဲ့အရေးပါမှုကို မြင့်တင်ပေးနေသလိုကမ္ဘာလူမျိုးရေးအတွက်တော့မရေရာမှုတွေနဲ့စင်ခေါ်မှုအသစ်တွေယူဆောင်လာနေပါတယ်။